Telegram channel စနစ်တကျဘယ်လိုထောင်ရမလဲဆိုတာ ਨੇ Telegram channel မှာတင်ထားတဲ့ post တွေရဲ့အောက်မှာ comment box ပွင့်နေအောင်ဘယ်လို လုပ်ရမလဲဆိုတာဒီဗီဒီယိုမှာမျှပေးသမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ work clip ပြကရနေပြီးကြိုးစားပါရစေ။ကျွန်တော်တို့ရဲ့ channel ကမိတ်ဆွေအတွက်အကျိုးရှိတဲ့အကြောင်းအရာတွေဒီရရပေးနေရဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို follow and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်။ Telegram channel တစ်ခုခွင့်မယ်ဆိုရင်တော့ Telegram account တစ်ခုရှိဖို့လိုပါတယ်။ Telegram အကောင့်ဖွင့်နည်းဒီကို YouTube မှာ like share ကြည့်လို့ရပါတယ်ခင်ဗျ။ကျွန်တော် Telegram အကောင့်ရှိကြပြီဆိုရင်ဒီအောက်မှာခဲတဲ့ပုံစံလေးရှိပါရဲ့ခင်ဗျဒီထဲကိုဝင်ပေးလိုက်ပါဒီမှာဆိုရင် new channel ဆိုတာရှိပါတယ်ဒီ new channel ရဲ့ပုံမှာ new group ဆိုတာလည်းရှိပါတယ် new group ကတော့ Telegram group ဖွင့်တာပဲဖြစ်ပါတယ် new channel ကတော့ Telegram channel ထောင်းတဲ့နေရာလေးပဲဖြစ်ပါတယ် new channel ကိုနှိပ်လိုက်ပါ channel name နေရာမှာကျွန်တော်တို့ channel နာမည်လေးကိုထည့်လိုက်ပါဒီမှာ profile ဓာတ်ပုံလေးထည့်လို့ရပါတယ် description မှာဆိုရင်တော့ဒီမှာ channel နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုထည့်လို့ရပါတယ်ပြီးတော့ဆိုရင်တော့အမှန်ချင်လေးကိုနှိမ့်လိုက်ပါ channel တိုင်းနေရာမှာ public channel လေးလုပ်လို့ရတယ်လို့ private channel လေးလုပ်လို့ရပါတယ်ဒီမှာဆိုရင် channel link ကိုထည့်လို့ရပါတယ် private channel လုပ်မယ်ဆိုရင်တော့ဒီ private ကိုနေလဲပါ ပြီးရင်တော့ဒီ image လေးကိုနေပြလဲပါဒီ public channel ထောင်းမယ်ဆိုရင်ကိုဖုန်းထဲမှာရှိတဲ့ connect တီကိုဒီ channel ထဲမှာ invite လုပ်ထားလို့ရပါတယ်ပြီးဆိုရင်တော့ဒီမြားလေးကိုနေလဲပါဒါဆိုရင်တော့ Telegram channel တခုရကြပါပြီ။ Telegram channel မှာတင်တဲ့ပို့တွေရအောင်မှာ comment box ပို့ခြင်းနဲ့ဆိုရင်ဒီ channel ရဲ့ကိုဝင်လိုက်ပါ။ ီမှာခဲတဲ့ပုံစံလေးကိုနှိမ့်လိုက်ပါဒီမှာ discretion ဆိုတာရှိပါတယ်အဲဒီ discretion ကိုဝင်လိုက်ပါ create a new glue ဆိုတာရှိပါတယ်ဒီကောင်ကိုနှိမ့်လိုက်ပါအဲဒီမှာဒီနံပါတ်နဲ့ပဲ group တစ်ခုခဲ့မှာဆိုတော့အဲဒီနံပါတ်လေးနဲ့ပဲထားလိုက်ပါတော့နော် profile နေပါတယ်ထည့်လို့ရပါတော့နော်တော့မထည့်ပြတော့ဘူးပြီးရင်တော့ဒီ magic glue ကိုနှိမ့်လိုက်ပါဒီ magic glue ကိုပဲထပ်နှိမ့်ပြလိုက်ပါ ဒီဒါဆိုရင်တော့ကျွန်တော်ပို့တစ်ခုတင်ကြည့်ရအောင်ဒါဆိုရင်တော့ကျွန်တော်တင်တဲ့ပို့ရရဲ့အောက်မှာကျွန်တော်တို့ရဲ့ subscriber တွေက comment ဝင်ရေးလို့ရတာမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကြိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို follow နဲ့ subscribe လုပ်ပြီးတော့ဆောင်ကြည့်ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်မိတ်ဆွေတို့သိကျင်တဲ့အကြောင်းအရာတွေကိုလည်းဒီဗီဒီယိုရဲ့ comment မှာ ရေးခဲလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျာ